အဲ့လိုရုပ်ရတကယ်အကြပ်ပါတယ်ကဲဒါတော့ तू ပြောပါလား तू ပြောတဲ့စကားဟုတ်လားမဟုတ်ဘူးလားလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်နေတာဘယ်သူတွေလဲနော်မြန်မာနိုင်ငံပြည်သူလူထုနဲ့နိုင်ငံကိုအကြမ်းဖက်တဲ့ကောင်တွေပေချင်းစိုးနဲ့ပေပါသေးလို့ကျင်ရဲလားကြာရှုံးပါသေးလို့ကျင်ရဲလားပါဝင်ဘူအောင်တက်ပြီကပြင်းပြင်းထန်ထန်လိုက်ခိုက်နေပါတယ်ကန်တော့ဟာမဟုတ်ရရှင်းပါပြီပလဲကန့်ကောနေရေးတဲ့ကြိုးပလဲမြိုင်လန်းကြောပေါ်မှာရှိတာပါတင်ကပြူဟာအချက်ချကြတဲ့ဒေတာတစ်ခု ဖြစ်ပါတော့ရင်တကယ်မှနှာခေါင်းရိုးတွေကျိုးပြီးတော့အောက်သွားတွေကျွတ်နေခုအချိန်မှာခင်ဗျားတို့စပီးအောက်ပြီးတော့ဆိုဘိုးကြီးကိုပြန်လို့ရေတို့ရေတို့ရေတို့လုတ်ပြီးတော့အွန်လိုင်းကျင်းတိုင်းဖြစ်မယ်ဆိုလို့ရှိရင်ပြန်လို့အိမ်တော်မှာအောက်မှာအန်ကတ်နဲ့ပြန်လို့ရမယ်အနေထားလေးပြန်လို့ဆိုဘိုးအချိန်မှာ passive quick tag နဲ့ပေါင်းပြီးတော့ကျွန်တော်မော်ဒယ်လောကရဲ့ဒါအဖေကြီးလိုလေတိတ်စားခေါ်ရောချင်းခံရရဂျုံလွင်ကိုခိုင်နှင်းဝေကဖန်ခိုင်းလိုက်ပါတယ် ားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါတယ်ဘာလို့မဟုတ်ဘူး IRO ကနေလက်ရှိအနာတိန်ထားတဲ့စစ်ကောင်စီကိုပုံမှန်33အရာအရေးယူတန်ခတ်ပိတ်ဆို့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့တယ်အဲ့ဒီဆုံးဖြတ်ချက်ချဖို့အတွက်ကျွန်တော်တို့ online အင်အားစုတွေဘက်ကနှစ်အနည်းနဲ့အလားအလာစူးစမ်းလာခဲ့ကြတာဒါအခုစူးစမ်းလာတဲ့အတီးအပွင့်ရလက်ပြေ Article 33ကို IRO အဖွဲ့ချုပ်ကစစ်ကောင်စီကိုချမှတ်လိုက်တယ် တော့အဲ့ဒီစစ်ကောင်စီကိုချမှတ်လိုက်တာအခုတခါလားဆိုတော့မဟုတ်ဘူးတန်းရွှေလက်ထက်မှာတခါချမှတ်ခဲ့တယ်လေအဓိကပါလေစီးပွားရေးရတန်ခတ်ပိတ်ဆိုတာအဲ့တော့အခုအဲ့ဒီချရတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်စစ်တပ်ဘောမှလော်ဘီကြော်မျိုးအဲတောင်ဆိုးဦးနော်စစ်တပ်ဘောမှလော်ဘီကြောင်ဆိုးဦးဘာတွေလောင်နေလဲဆိုတော့ကျွန်တော်တို့ကြည့်ပါလိမ့်နော် ုံးပြဖို့ဆက်ပြင်ပြပေးချင်ပါတယ်ဒါကကျွန်တော်တို့ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့အိုင်အိုင်လိုရဲ့ညီလာခံပေါ့ဗျာအဲဒါကျွန်တော်9ရက်6 2025ခုနှစ်မှာဒါမြန်မာနဲ့ပတ်သက်ပြီးတော့သူတို့ဆုံးဖြတ်ချက်တခုချတယ်ပေါ့အဲဒါတော့ဗျာသူတို့ဒီအိုင်အိုရဲ့အိုင်အိုရဲ့ဒီဥပဒေပုံမှာပေါ့ဗျာဒီခေါင်းကမြန်မာလူပြိုင်အိုင်အိုရဲ့ဥပဒေပုံမှာ33ပေါ့33ရာမြန်မာကိုသူတို့ဆုံးဖြတ်ချလိုက်တယ်ပေါ့ဗျာအဲဒီအချိန်နဲ့ပတ်သက်ပြီးတော့အန်ယူအုပ်စုကသူတို့အောင်ပွဲဒါပြည်သူလူအောင်ပွဲလျှောက်ဒီလိုဖိုင်မှာသူရေးထားတာခွေးယူအုပ်စုပြည်တည်မှားနဲ့ပြောနေကြတော့ ILO ဆုံးဖြတ်ချက်ဆိုပြီးတော့ အဲသူကခေါင်းစဉ်ပေးလာတယ်အဲ့ဒီခေါင်းစဉ်မှာအောက်မှာဒီဗီဒီယိုဖိုင်ကိုတင်လာတာဖြစ်တယ်နော်ဒါအခုသူအဲ့ဒီခေါင်းစဉ်နဲ့သူဘာပြောမလဲဆို15ဆောင်ပြောရတယ်ချက်ပြောနေတိရတာများအဲ့အန်ယူဂျီအုပ်စုတွေကတကယ်ယုံစရာပြောပြည်သူလူထုဒုက္ခရောက်ဖို့ကပြရတဲ့အပေါက်ဒီတပေါက်လေးလုံးအဲ့ဒီတပေါက်ကနေကပြပြတ်လာရှာတယ်အဲ့အန်ယူဂျီအုပ်စုတွေကြည့်လိုက်ဒီတပေါက်လွတ်နေလာအပေါက်လက်ရှာဒီတပေါက်လွတ်အဲ့ဒီတပေါက်ကမီးရှို့လိုက်တယ်ဘာလို့ပြည်သူလူထုဒုက္ခရောက်အန်ယူဂျီအုပ်စုကတကယ်အကြမ်းဖက်တယ်ကဲဒါတော့သူပြောပါလား သူပြောတဲ့စကားဟုတ်လားမဟုတ်ဘူးလားလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်နေတာဘာတူတွေလဲနော်မြန်မာနိုင်ငံပြည်သူလူထုနဲ့နိုင်ငံကို အကြမ်းဖက်တဲ့ကောင်တွေပေချင်းစိုးနဲ့ပေပါသေးလို့ကြင်ရဲလားကြရှုံးပါသေးလို့ကြင်ရဲလားငါတို့ကဒဲကြင်ပါဒဲပြောတာအဲ့ဒါပြည်သူအလုံးစံတာပဲရှင်းတယ်နော်အဲ့တော့ဒါကစကားအရပြောတာလက်တွေ့ကြကြပိုင်းဖော်ပြကျွန်တော်အမြဲပြောနေတယ်လက်ရှိမြန်မာနိုင်ငံမှာအစိုးရနဲ့ရဆင်ပြန်ဖြစ်နေတယ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့ အာနာတိန်တာကိုပြန်လဲခုခံစစ်လုပ်နေတဲ့ NUG အဲ့တော့ NUG အောက်မှာအားလုံးတည်တဲ့အတိုင်းမဟာမိတ် EAWSK နဲ့ PDF ရှိတယ်တိုင်းနာ EAW အဲပြစောလေးအာနာတိန်တာနဲ့စစ်ကောင်စီဘက်မှာသူတို့စစ်တပ်ရှိတယ်အဲ့တော့လက်ရှိအဲ့ဒီလက်နက်ကန်နှစ်ဖွဲ့မှာနှစ်ဖက်မှာတိုင်းပြည်နဲ့ပြည်သူပေါ်ဘသူကအကြမ်းဖက်လဲဆိုတာကိုလက်တွေ့ကျကျကျွန်တော်တုံ့တက်ပြမယ်စစ်ကောင်စီစစ်ကြောင်းထိုးလို့ထွက်မပြေးရတဲ့ရွာထွက်မပြေးရတဲ့ဒေတာရှိလားမြန်မာပြည်မှာ တိုင်းနာ EOS ဒီနဲ့ PDF ဒီစစ်တောင်းထိုးရလို့ထွက်ပြေးရတယ်ကွာမြင်ဘူးလားကြားဘူးလားအဲ့ဒါအဖြစ်ပဲအဲ့ဒါမြေပြင်မှာ logic အကျဆုံးအဖြစ်ပဲအဲ့တော့ပြည်သူနဲ့တိုင်းပြည်ကိုအကြမ်းဖက်နေတဲ့ကောင်မီတိုင်းပြည်သူကထွက်ပြေးရမှာပဲဟုတ်တယ်နော်တိုင်းပြည်နဲ့ပြည်သူကကာကွယ်နေတဲ့လူလာလို့ရှိရင်ပြည်သူကကြိုဆိုလိမ့်မယ်အဲ့တော့မြန်မာပြည်မှာစစ်ကောင်စီစစ်ကြောင်းထိုးရင်ရွာတရွာမဟုတ်ငားရွာရှိငားရွာလုံးပြေးရတယ်ဒါပေမဲ့ PDF တွေလိုက်တပြေခက်နဲ့ကြိုနေတာအားလုံးမြင်မှာဖြစ်တယ်နော်အဲ့တော့တိုင်းပြည်အပေါ်ကိုအကြမ်းဖက်နေတာဒီ ကျော်စိုးဦးပြောတယ်လို့ PDN နဲ့ NGO အုပ်စုလာအာနာလုထားတဲ့အဲအာနာဘိန်းအကြမ်းဖက်စစ်ကောင်စီတာနော်ကြိုက်တယ်လို့လည်းတင်ပြောရတယ်လက်တွေ့ကြကြနှိုင်းရှင်လို့ရဆန္ဒဆောင်ကြီးကဘာပြောလဲအကြမ်းဖက်အုပ်စုတွေပြမတကယ်ကိုဒီအုပ်စုတွေလောက်ကနာတည်မမှန်လားရှိ့မရှိဘူးကဲကမြခွေးတော်ပါလေဒီဟာခွေးတွေမဟုတ်ဘူးတကယ်ခွေးတွေခွေးလေခွေးယူတွေဟုတ်တယ်ခွေးယူတွေမှန်တယ် ဟဲ့ဒီမြန်မာနိုင်ငံမှာခွေးလို့ပြောလိုက်ရင်ခင်ဗျားတို့ PDF တွေကိုမြင်အောင်လားတိုင်းသားလက်နက်ကင်တွေမြင်အောင်လားစစ်တပ်ကစစ်ခွေးတွေကိုမြင်အောင်နော်ဒီနေ့ခင်ဗျားပြည်သူတွေကတည်င်းပိတ်ဘလို့ခင်ခွေးတွေဘယ်နှရောက်နေပြီနော်ခွေးစစ်တောင်းဘယ်နှထိုးနေပြီနော်ဟုတ်လားမဟုတ်လဲကျွန်တော်ပြောမှားလားမှားလားအဲ့တော့ပြည်သူကခွေးလို့ပြောလိုက်လို့ချင်းဘယ်ကောင်တွေကိုမြင်အောင်လဲဟေးအဲ့အဖြေပဲမင်းပြောတယ်လို့အဲ့ခွေးယူးတွေကတကယ်မှန်တယ်ကြောက်စိုးကြီးဟုတ်တယ်နော်ဆက်ပြောအဲ့လိုရိုးစိုးကခင်ဗျားတကယ်ခင်ဗျားဂေးရခွေးတွေလိမ္မာသေးတယ်အဲ့ဒီရိုးစိုးကခင်ဗျားခွေးယူးတွေပြည်မပတ်ကြိုက်တယ် အဲ့ဒါမီဒီယာနော်လက်ရှိစစ်ကောင်စီဘက်မှာတရားဝင်မီဒီယာလို့ပြောတဲ့မီဒီယာဓမ္မတယောက်ကတင်ဆက်မှုတော့ဖြစ်ပါတယ်နော်စဉ်းစားကြည့်အဆင့်အတန်းကျွန်တော်မီဒီယာမဟုတ်ဘူးကျွန်တော်ရေရှင်လုပ်နေတာတာမန်ပြည်သူပဲကျွန်တော်မီဒီယာတို့နာမည်မခံထားဘူးနော်အဲ့တော့တာမန်ပြည်သူအရက်စကားနဲ့ပြောလို့ရတယ်မီဒီယာတို့နာမည်ခံထားပြီးတော့ပြောနေတဲ့စကားကဖားတယ်ပြည်သူစာတယောက်တော့တန်ဖိုးမရှိတဲ့စကားကိုပြောနေတယ်အဲ့ကြည့်ထားစစ်ကောင်စီရဲ့မီဒီယာတွေကြာကြည့်ထားနော်အဲ့တော့ဘာတွေဆက်လောင်မယ်ကြည့်အောင်ဒီကောင် အဲ့ဒီအုပ်စုတွေအဲ့ဒီအဲ့ဒီအုပ်စုတွေဆိုအောက်ပွဲလေဗျာမင်းကအင်္ဂလိပ်လိုမျိုးမြန်မာလိုတင်ထားတယ်တင်ထားတယ်မဖတ်တဲ့လူဝဖတ်ကြည့်ဝဖတ်ကြည့်အဲ့တော့ဖြစ်စဉ်တရားပါမယ်ဒီဆွစ်ဇာလန်နိုင်ငံဂျီနီဗာမှာကျင်းပတဲ့ဒီအိုင်အယ်လိုရတရားတစ်ဆက်သုံးကြည့်မြောက်အပြည်ဆိုင်ရာအလို့သမားညီလာခံမှာတော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တခုချပါတယ်အဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ကတော့ဗျာဒီအိုင်အယ်လိုရပုံမှန်33အဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအိုင်အယ်လိုကအာဟိုအိုင်အယ်လိုရဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအနုချက်အာငါတို့အောင်မြင်မှုပေါ့ဗျာတိတ်ကိုကြီးစရာကောင်းတယ် တဲ့ကိုကြီးစားကောင်းတယ်အဲ့လိုဆုံးဖြတ်ချက်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အိုင်အန်လိုကအဲ့ဒီလိုမျိုးကျွန်တော်တို့ဒီဒီပုံမှန်33နဲ့ဆုံးဖြတ်ချက်ချခဲ့တာက2000ပြည့်နှစ်မှာတစ်ကြိမ်လက်ရှိမှာတစ်ကြိမ်နှစ်ကြိမ်နှစ်ကြိမ်2000ဆိုတော့ဗျာကျွန်တော်တို့ဒီဘူဂျုံမူကြီးရေဘူဂျုံမူကြီးဦးတန်းရွှေရဲ့လက်ထက်အဲ့ဒီကလာအဲ့ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီ NASA ကလည်းတရေတော့ပြန်တယ်အဲ့ဒီကဒီဒီအိုင်အန်လိုရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့သူတို့လေ့လာခဲ့ရမှာတဲ့နိုင်ငံရေးဆိုင်ရာခြေကမှုအပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးတော့ မြန်မာနိုင်ငံအစိုးရအပေါ်အာယလိုမျက်နှာစာမှဒါတဆင့်ဖျားပေးနိုင်ရည်ရွယ်ချက်ဖြင့်ဒါကျွန်တော်တို့တစ်ပတ်သက်တောင်းဆိုလာတဲ့ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။အာယလိုမှချမှတ်တော်ဆုံးဖြတ်ချက်များစီနိုင်ငံကိုဖျားပေးလို့၍ဆုံးဖြတ်ထားသည့်အချက်လက်ဖြစ်ရဲမြန်မာနိုင်ငံအတွင်းပြည်ထင်းတကာလောက်ခံအကြသည့်အလုံရှင်များအလုံသမားများစီဝိုင်းလုပ်ငန်းရှင်များအပေါ်တယောက်မှုများမရှိတော့ကြောင်းဆုံးယူမှုမရှိပဲလုပ်ငန်းကွန်များတွင်အေဂျင့်စွာဆက်လက်လောက်ခံနိုင်မည်ဖြစ်ပါတယ်တဲ့။မြန်မာနိုင်ငံအဖွဲ့အစည်းတို့အရေးကြီးသောအလုံသမားတို့အခွင့်အရေးများဥပဒေဥပဒေနဲ့အညီတိုးတက်မှုရရှိရေးလူမှုဘဝဖွံ့ဖြိုးရေး အလောက်ကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်အတွက်အိုင်လိုအပါဝင်နိုင်ငံကအပိုင်းဝိုင်းနဲ့ဆက်လက်ထိတွေ့လျက်မြန်မာနိုင်ငံရဲ့ချုပ်ချာအာဏာနဲ့လွတ်လပ်မှုကိုမထီပါစေသောပူပေါင်းဆောင်မှုများဆက်လက်ဆောင်တော်မူဖြစ်ပါလေလို့သမဝန်ကြီးဌာနကအဲ့တော့ဒီချိန်နဲ့ပတ်သက်ပြီးကျွန်တော်တို့လက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးကကျွန်တော်မေးတယ်ဒီရတက်ရောက်မှုကဒီ ILO ရဲ့ဒီပုံမှန်33ရဲ့ဒီတက်ရောက်မှုကမြန်မာနိုင်ငံပေါ်မှာဘာတွေထိခိုက်နိုင်လဲလို့မေးတယ်ထိခိုက်နိုင်မှုမရှိပါဘူးတဲ့အဓိကလက်ရှိဒီမြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေမှုအပေါ်ဖြစ်ပေါ်နေမှုအပေါ်ဒါတို့ကထိန်းချောင်းနိုင်မှုတွေ ဖိအားပေးနိုင်မှုတော့ဗောဗျာဒီဘောလောက်တာဖြစ်ပါတယ်ဘာမှတိကျမှုရှိပါအောင်တဲ့ဘာကြောင့်ဆိုတော့အရှင်းမှာကျွန်တော်တို့ဒီ2009မှာဘုဂျုံကြီးဦးတန်းရွှေလက်ထက်မှာဒီလိုမျိုးအိုင်ရုံကချမှတ်ခဲ့ပါတယ်အဲ့ချိန်တော့လည်းတယောက်မှုကြီးကြီးမားမားမရှိပါဘူးတဲ့အဲ့ချိန်တော့လည်းကျွန်တော်မြန်မာနိုင်ငံမှာဒီအထက်ချုပ်လုပ်ငန်းတွေရှိတယ်အခြားသောဒီနိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရှိပါတယ်တဲ့အဲ့ချိန်တော့လည်းဘာမှတယောက်မှုမရှိပါဘူးတဲ့လက်ရှိလက်ရှိအချိန်ဒီမှာလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံကရင်းနှီးမြှုပ်နှံတဲ့အားလုံးနားလည်အောင်ပြောရမယ်ဆိုရင်နိုင်ငံသားရင်းနှီးနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေမပြေမရှိရကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုတွေပတ်သက်ရင်ဘာမှထိခိုက်မှုမရှိဘူးလို့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးများကလည်းပြောပါတယ် ်ဘာမှဆိုရမရှိဘူးအဲ့တော့ဟိုကအောင်ပွဲတွေပါလုံးတယ်ကြားတယ်နော်ကြားတယ်နော်အဲ့တော့နောက်တစ်ချိန်တိုင်းပြည်မှာသူတို့ကသူတို့စောက်သုံးမကြလို့နော်စီးပွားရေးတွေကြလာလို့ရှိရင်နိုင်ငံတကာကိုပိတ်ဆို့ခိုင်းလို့နိုင်ငံတကာကပိတ်ဆို့ထားလို့ဆိုတဲ့စကားနဲ့ဖာကြဖို့ရမှာမဟုတ်ဘူးနော်နော်အဲ့ဒါကြည့်ကြမှတ်သားနော်သူတို့နောက်တစ်ချိန်ကျရင်နိုင်ငံတကာကပိတ်ဆို့ခိုင်းလို့ဆိုတဲ့စကားကိုဖာကြမယ်ဆိုရင်အဲ့ဒီဗီဒီယိုဖိုင်ကိုဖွင့်ပြလိုက်အဲ့တော့ကျွန်တော်ပြောမယ်တန်းရွှေလက်ထက်မှာသူတို့ကိုပိတ်ဆို့ခဲ့လို့ ဒေါ်စန်းစုကြည်ကိုပြန်လှုပ်ပြီးတော့တိန်းစိန်ကိုရွေးကောက်ပွဲကျင်းပါပြီးတမနာအဖြစ်တင်ပြီးတော့တန်းရွှေရဲ့ကာဘာလုပ်ပြီးထွက်သွားတာအခုမင်းအောင်နိုင်လက်ထက်မှာဘလို့ဖြစ်လို့လဲစောက်ကြည့်လိုက်အဲ့တော့ article 33ရဲ့တက်ရောက်မှုကဘယ်အထိတက်ရောက်မလဲစောက်ကြည့်လိုက်နော်ပြောပြောပါလုံးလားဗျအော်မေဒီမိုင်လုံးတယ်။အဲ့မှာနိုင်ငံကသတင်းစာမျက်နှာတွေမှာလည်းကြည့်လိုက်။ဒီရဲ့ဒီ IL ရဲ့စပိတ်ချက်ကလက်ရှိမြန်မာနိုင်ငံပေါ်မှာဘာမှတက်ရောက်မှုမရှိပါဘူးလို့ပြောရတယ်ရေးထားတယ်ဗျာ။ရေးထားတယ်အမှရေးထားတယ်။အဲသူတို့ကတော့အောင်ပွဲတယ်ဗျာ။ဘာအောင်ပွဲလဲတော့မသိဘူး။အောင်ပွဲလဲတော့မသိဘူး။အဲ့တော့အကြက်ဘက်အုပ်စုတွေကတော့ခဏသိရတာပဲ။ မင်းကမီးရှို့ရမယ်ကြည့်နေအဲ့ဒါပဲဒါကြောင့်ကျွန်တော် NGO အုပ်စုကဘာနဲ့တူလဲဆိုတော့ခင်ဗျာခွေးတော်မှာဂေယာခွေးနဲ့တူတာမဟုတ်ဘူးဂေယာခွေးတို့အဲဂေယာခွေးတို့လမ်းမြခွေးဆိုတာကျွေးတဲ့ကိုရှင်န်ခဲ့တဲ့ပတ်ဝန်းကျင်ကိုခင်ဗျာကောင်းကျိုးပြုသေးတယ်လူစိမ်းဝင်လာဟောင်းသေးတယ်ဒီခင်ဗျာဒီ NGO အုပ်စုတွေကခင်ဗျာတကယ်ခွေးကျူးတွေတွဲနေကိုလိုက်ပါဆွဲတာအဲ့လိုအကောင့်တွေရှင်းရမှာပြီးသွားလိမ့်မယ်အကောင့်တွေလည်းပြီးပေမဲ့ဒီကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးအကျေးဇူးတင်ရှိပါခင်ဗျာအဖြစ်မရှိပြီးပေမဲ့ဒီကိုအနေနဲ့ရက်ကအားပေးနေတယ်မိဘပြည်သူများဘာဖြစ်လဲပြောရဲသေးတယ်ဟမ်မင်းစောက်ဖို့ကမီဒီယာလား ဟမ်မင်းကစိတ်ခေါ်မလားဟိအောင်ကြော်ဆိုးမင်းပြည်သူတွေကိုဖွက်လိုက်မင်းတို့မြန်မာပြည်သူမှမယ်တော့မင်းတို့အာဏာရှိတဲ့မြို့မှာပဲထွက်လိုက်ထွက်လိုက်ပြီးလို့ရှိရင်ဒီမြန်မာနိုင်ငံမှာခွေးတွေလို့ပြောရင်ခင်ဗျားတို့ပြည်သူအနေနဲ့ဘယ်သူတွေကိုမြင်လဲနော်မင်းစောက်ခွက်နဲ့လိုက်မင်းရင်တော့မင်းကစစ်တပ်ကဘောမကောင်တိတဲ့အတွက်မင်းကိုကြောက်ပြီးတော့ဝင်ဖြစ်လိုက်မယ်တာမန်လူတစ်ယောက်ကိုလူမတိတဲ့တာမန်လူတစ်ယောက်ကိုပြည်သူ၁၀ယောက်ကိုလိုက်မေးခိုင်းတိလားတိလားပြည်သူ၁၀ယောက်ကိုလိုက်မေးခိုင်းနော်မြန်မာပြည်မှာခွေးတွေလို့ပြောလိုက်ရင်ဘယ်သူတွေကိုမြင်အောင်လဲဆိုတာတိလားအဲ့လားလေးပဲပြော တိလားလောင်အနေနဲ့မပူနဲ့နော်မင်းတို့ပြောတဲ့နောက်ဆုံးအချိန်ကိုရောက်လာပြီတိလားမင်းစောက်ခွက်ကိုမိတဲ့အချိန်ကြရင်အဲ့ဒီပုံစံအဲ့ဒီအချိုးတိုင်းမင်းမပြောင်းလဲတော့ပါသေးလို့မှစူတောင်းပေးတယ်တိလားမကြတော့ဘူးနော်ကြော်ဆိုးပြီတိလားအဲ့တော့မင်းတို့ထင်တယ်လို့မင်းအောင်လှိုင်ကဘယ်လိုပုံစံလုပ်မလဲ Article 33ရဲ့နောက်ကတက်ရောက်မှုတွေခံလာလို့ရှိရင်ကဘာကပိတ်ဆို့မှုလုပ်လို့စီးပွားရေးတွေကြက်တဲတာဆိုတဲ့ဖာစကားထွက်လာရင်ကိုမင်းကိုဂျုံးပြန်လိုးရလိမ့်မယ်နော်တိလားအဲ့လားလေးပြောချင်တယ်တိလားမင်းရဲ့နောက်ဆုံးချက် ရောက်လာတော့မယ်မကြတော့ဘူးတိလားငါတို့တော်နိုင်ဘယ်အထိရောက်နေပြီလဲဆိုတာကြိုးပြချင်တယ်နော်ကြိုးပြချင်တယ်ဒါပေမဲ့ပြောခွင့်မရသေးလို့အဲ့ဒီအတွက် article 33ကိုပိုက်ပြီးတော့အိမ်မက်ဆိုးလေးမလိုက်အောင်လို့ဒါပဲပြောချင်တယ်ကွာတိလားကြည့်လာပါကြည့်ရဆိုလဲ border ကိုကြည့်ကြည့်ကြော်ဆိုးလို့နောင်တော်လေးလို့ရွှေမျိုးလေးလို့အဲ့ကောင်လေးတကောင်မစပြီးမအောင်တကောင်မအတမ်းထုတ်မနေ့ကတော့ဒဇင်ဟုတ်ရတယ်ဇော်ဘိုးလေးထောင်းဟိုစစ်စစ်ရေးမှာစစ်စစ်မင်းမြန်ခံနေရပါတယ်စကြောရေးမှာဆိုတော့ဘီယိုခံလေးတစ်ဖက်တင်ပြီးဖြစ်သွားတယ် တို့ speed မအောင်လို့ရှိရင်ဒီဇဘိုးကြီးပြန်မလွတ်တော့ဘူးဇဘိုးကြီးကနိုင်ငံတော်ရှုပ်ဝက်အဲ့နဲ့တွန်းကြီးနေတာဇဘိုးကြီးကိုပထမတည့်ရဲ့စားပြီးတော့ဖမ်းသွားရမှာဇဘိုးကြီးနဲ့ဆက်တွေ့ရတယ်ကျွန်တော်ကျွန်တော်ရှားလို့မဟုတ်ဘူးဇဘိုးကြီးနဲ့ဆက်တွေ့ရတယ်ကျွန်တော်ကကျွန်တော်အကောင်မလေးရဲ့အကောင်နဲ့ဇဘိုးကြီးနဲ့အပ်ပြီးတော့ဘာညာစမကလာပေါ့လေအဲ့လိုရှုပ်ဝက်တွေကျွန်တော်ကရှိတယ်ဇဘိုးကြီးနဲ့ဆက်တွေ့ရတယ်စနေနေ့ကျော်လောက်ပြီဇဘိုးကြီးက online ရှိတယ်အဲ့ဒီနောက်ပိုင်းမှာ offline ဖြစ်သွားတာအဲ့ဒီအကောင်လုံးဝမပြီးမစင်းတော့ ခုရှုပ်ဝက်တရင်တဲ့အရာဆိုလို့ရှိရင်ကျွန်တော်မှအဲ့လိုကြောက်စားရှိတော့ပေါ့ဗျာကျွန်တော်တို့ပြောလို့မရတဲ့အရာရှိတယ်အဲ့လိုကျွန်တော်စုံမ်းထပ်ပန်းနေတဲ့အရာရှိတယ်အဲ့ဒီအရာဆိုလို့ရှိရင်သဘောရင်းအထဲမှာနှာခေါင်းရိုးတွေကျိုးပြီးတော့အောက်သွားတွေကျွတ်နေခုအချိန်မှာခင်ဗျားတို့ speed out ပြီးတော့သဘောရင်းကိုပြန်လို့ရေတူးရေတူးရေတူးလုံးပြီးတော့ online ကျင်းတိုင်းဖြစ်မယ်ဆိုလို့ရှိရင်ပြန်လို့အိမ်တော့မှာအောက်မှာအကက်နဲ့ပြန်လို့ရမယ်အနေထားလေးပြန်လို့သဘောရင်းအိုးရန်အကောင်ကြီးတွေချိုးပြီးတော့ရှီစိမ့်တွေပန်းပြီးတော့တိတ်တိတ်ရှိနေထွက်ကြပြီးတော့စကြောမှာရတဲ့အောင်မရှိတော့ ာပြောလဲနိုင်ငံတော်အဆင့်ရှုဝဲ app ဥပဒေအဲ့လားလဲဆိုဝန်ကြီးကိုဆွဲထားတာစာရဖောက်ကိုဖမ်းသွားတော့တာမအမှုမဟုတ်ဘူးနောက်တော့ခုပြောနေတယ်ဆိုဝန်ကြီးဆဲလို့ဘာဖြစ်လဲညမလဲအကောင့်ကြီးအားလုံး support တွေပဲဘူးမသိဘူးမသိအမ်းသိဝမ်းသိရှောက်ပြောနေဆဲဆဲလို့ဆိုဝန်ကြီးဆဲနေအခုမှမဟုတ်ဘူးလားကြာပြီထားရတော့နောက်ရ speed up speed up speed up လို့ထွက်လာတယ်မတော်မရှိတဲ့ data တွေဖြစ်ကုန်ပြီအဒီတိုင်းဆိုလို့ရှိရင်ဆိုဝန်ကြီးကထောင်ကြမှာဆိုဝန်ကြီးထောင်ကြမှာအောင်အောင်ကြတာကမရိုးရိုးရှင်းထောင်ကြတာပေါ့အမှုပေါင်းများများသွားနေထောင်ကြတာ အထဲထဲမှာလေးစက်အိုရှဲ့မဲ့အကောင်လေးအများကြီးရှိတယ်ဇဘုံရဲ့အမှုကအဲ့လောက်ကြီးကြီးရဲ့ဇဘုံကြီးနဲ့ပတ်သက်ပြီးတော့အခုကစက်တက်ပဲမှာအဖွဲ့နှစ်ဖွဲ့ကွဲသွားအခွဲ့ကအောင်မင်းတို့ဆန်ကျင်းဦးတို့အခွဲ့ကိုတက်တို့မိုင်းဝေတို့အဲ့ကောင်လေးတခင်အားရချိုးပါဝါဘောငုံဘောဆုပ်ဘောမှဟိုမရရမနေနိုင်တဲ့အကောင်လေးအထက်ဖအဖွေတို့အဲ့ကောင်လေးနဲ့အောက်ခြေစက်သားတွေအောက်ခြေစက်သားတွေအခက်အခဲတွေတင်ပြဆွေးနွေးနေတဲ့အကောင်လေး စက်တဲ့ဘက်ကပြန်ကြည့်တော့အမှန်တရားမျက်နှိုးတယ်ပေါ့လေအဲ့ဒီကောင်လေးပေါ့လေအမျိုးပါကြသဒ္ဒနာဖွဲ့မုတ်စိတ်တို့ရွှေမျိုးဝင်းတို့အဲ့ကောင်လေးဖွဲ့ကွဲဖွဲ့ကွဲနေတယ်အဲ့ကောင်လေးကဇော်ဝင်းပြန်လို့ဖို့နောက်ကမှအဓိကလှုပ်ရှားပြီးနေပေါ့လေဒါမဲ့ဒီကောင်မှအပြင်ထွက်ပြီးတော့စပီမောင်းရေုံတော့ရောစိုးဆိုချင်းဇော်မျိုးဝင်းရဲ့ဇော်ဝင်းရဲ့ပေါ်လာကြီးတယ်နောင်တော်လေးတို့မတ်ပုတို့တို့ပောက်ကူတို့ပောက်ကူပောက်ကူတို့ဆိုလို့ချင်းဘာပြောချင်းလဲဇော်ဝင်းရဲ့အထက်မှာကြီးရလွတ်တက်တယ်ဘာဖြစ်နေကြပြည်အပြင်မှာဆိုလို့ချင်း PDF ဒီပိုင်းညာဆိုပြီးတော့ ်စောက်ပေါ်တကားပြောတယ်တကယ်တကယ်တော့လာစောက်ပေါ်တကားသဘောမြတ်ထွက်လာလို့ချင်းလင်းတယ်တော့ထိုးရင်နေပါအဲ့ဒီစကားပြောလို့ဆိုတော့တော်ဟိုအချိန်လေးစိုးရတဲ့အနေဒါကွာအောင်မင်းတို့အခွဲအကောင်းနေတဲ့ခါကြတော့နောက်တယောက်မုတ်ဆက်မုတ်ဆက်ထဲဝင်မို့ရှိတယ်မတ်ဘူးတို့ထဲဝင်မို့ရှိတယ်ဇလာတိရဲ့ဖာတယ်မှာထဲဝင်မို့ရှိတယ်ပြီးသွားလို့ချင်းပောက်ကတုံးပောက်ကတုံးကတော့အစင်ဝေးရအောင်ခုနောက်ပိုင်းစကားတောင်တခွမဟာတော့ပောက်ကတုံးလွတ်ပောက်ကတုံးဒီကောင်လေးကဓာတ်ကြိမ်ကြိမ်လာပောက်ကတုံး အဲဘောက်ဂရောင်းလုပ်မယ်ဘောက်ဂရောင်းကုနာပိုင်းလုံးဝမဟာတော့ပြီးတော့နောက်တော့လေးဆိုလဲစောင်းနာကနေလုပ်မယ်ဒါပေမဲ့သဘောရင်းအကြောင်းကိုနောက်ကွာနေပြီးတော့စပီးအောင်တယ်လူရှိတယ်အဲ့ကောင်တွေအထက်ရောက်မယ်နေတာဖြစ်ပေါ်နေကွာဆိုတော့ခင်ဗျားတို့ရေသဘောရင်းလက်စစ်ကျင်းနေဆိုလို့ရှိရင်သဘောရင်းရှိတဲ့လူတွေကိုခင်ဗျားတို့စပီးအောင်သဘောရင်းပြန်လုပ်ပါဆိုပြီးတော့ပြောသဘောရင်းရလေသဘောရင်းမှာရှင်းစရာကောင်းတဲ့တစ်ခုရှိတယ်ဒီလားအဲ့ဒါဘောတော့ဘောကျဘောရာအရင်စိတ်ကရှိတယ်သဘောရင်းကမကျော်စိုးဘူးလားဆိုလို့ရှိရင် ဇဘုံရလေးထောင်ကြကြတန်းကြကြဘာတာမရှိချင်မိပါချီချီမိမချီချီဘာဘာချီချီဗျာဇဘုံစပီအပွေးမှာအဲ့မကျော်စိုးဘုံကြတော့မရလေးသားလေးအာဆန္ဒရပါဘောဒီကောင်ကြီးဟိုငဲ့ဒီငဲ့နဲ့ဘူးချင်ဒီစကားတစ်ခုမှထုတ်မပြောဘူးကွာနောက်ကလုံးမလို့ရတဲ့အနေထားမဟုတ်တော့ရှေ့ပေါ်တင်စပီအပွေးတော့ဆန္ဒပြမယ်နေတာဖြစ်ပေါ့ကွာဒါချီချီတယ်နော်ဇဘုံယူဆွဲထားတယ်ကွာဆိုတော့ပြတော့ရှင်နေမကောင်းတော့ဘူးသွားရင်မရှိတော့ဘူးနှာခေါင်းယိုးတွေကျိုးပုံပြီ မျိုးလုံးတွေအကြီးကြီးမှုတွေနဲ့အထက်ကတန်ငယ်အိမ်ကြီးအညိုအမဲတွေဆွဲပြီးတော့မင်းတို့ရှုလို့မကောင်းအောင်ကမင်းအားလည်းကိုပူပြအောင်ရှီစိမ့်တွေပန်းပြီးတော့အသေးလေးရှိတွေဖြစ်ကြတယ်ငကိုတွေကလည်းကောင်းတယ်ခေါင်းမာတာပဲဆိုပေါ်ဆိုတော့ဒီပြင်စက်ကတဲ့မှာနေရကလို့အော်နာကန်တို့ဒီမှာအထက်လူကြီးကိုလည်းသူ့ကိုဟိုဘာမဖြစ်ဘူးဆိုလို့ချင်းပြန်ပြောပြောနေတယ်ဆိုတော့စက်ကတဲ့မှာနေတော့လည်းထူးခံနေရတယ်ဆိုတော့စစ်ကြောကြီးမှဆိုလို့လည်းကလန့်ကစံပြန်ပြောတာပေါ့ မဟုတ်မကံဘာဖြစ်လဲညာဖြစ်လဲဆိုပြန်ပြောလိုက်ကောင်။မင်းတို့ယူသားမှုရှိရောခင်ဗျားတို့ကြာချုံးနေပြီဆိုပြီးတော့ပြောနေတယ်ကောင်။ဟုတ်။ဆိုတော့အဲတငယ်အိမ်လေးဆောင်ပြောတဲ့မှာမြေကြီးပေါ်လေးထိကြိုက်ပြီးတော့ညုံမဲ့ဆိုရင်ကောင်းယူနေပြီသွားလိုက်ကြောက်။အောက်သွားလိုက်လို့ရရရမရှိတော့။ဘောဆိုလို့ရှိရင်သွားနှစ်ချောင်းနှစ်ချောင်းကျိုးသွားတယ်။အဲ့လိုပေါ့နော်တတော်ရှင်လေးစူးဝါးနေတဲ့အနေထားဖြစ်ကုန်တယ်။ဒါကျွန်တော်ကြားရတယ်။ကျွန်တော်ချုပ်ဝယ်ဆောင်ရတာတတိယဆိုလို့ရှိရင်အဲ့လိုအနေထားဖြစ်ကုန်တယ်။ဆိုတော့ခင်ဗျားတို့ဇဝင်ချစ်တဲ့လူစပီအောင်။ဇန်နာလေးပြ။ဇန်နာလေးပြ။အဲ့လိုရတော့ ခုနောက်ထပ်ဆွဲမဲ့လူတွေရှိတယ်နော်အဲ့ဒါဆွဲမဲ့လူတွေရှိတယ်ဘုတ်စိတ်တို့ရှုံမျိုးဝင်တို့အဲ့ကောင်တွေဆွဲမမပုတုတွေပါမမပုတုတွေမကြကပ်ပြီးသားတဲ့ဘုံကြီးတွေပဲရှိတယ်ဘုံကြီးတွေမျိုးပါကြတာလားဆိုတော့ဘုံကြီးတွေရှိမှဘုံသားတွေကတော့ဒီကောင်ကလည်းလွတ်နေဒီကောင်ကလည်းအနေထိုင်ခုနောက်ပိုင်းတော်တော်ကိုစင်ကျင်သွားတယ်ဒီတော့ဟောင်းဟောင်းကတိတ်မလို့ရတော့အဲ့ဒါတော့သူလည်းကြည့်နေကြည့်စားကြည့်သွားတယ်အနေထိုင်တော့သူလည်းစကားတစ်လုံးမှားလာတယ်လက်ကုတ်မှာသူ့ကိုအခုကတော့ဇဘုံကြီးကြောင့်မနော်ဇဘုံကြီးက တော်အရှင်နေစိုးနေပါတယ်။မြားတို့ speed ရောက်ကြပါ။မြားတို့တွေစံနှပ်ကြပါ။မြားတို့ဇပုံးကြီးထွက်လာစေချင်လို့ရှိရင်အိမ်မှာမွေးတာပြားတယ်မထုံးဘူးလေ။ဆူတောင်းလို့ရတယ်အနေထားလေးမဟုတ်ဘူး။အဲ့လိုဆူတောင်းကြီးရအောင်ပါဗျာ။ကျွန်တော်တို့နှစ်ထောင်နဲ့ဆက်တဲ့အာနာတိတ်နဲ့တမိုးလေးလီတို့မျိုးလို့ကြတာပဲ။ဘာဖြစ်လာလဲ။ကျွန်တော်မြားတို့စံနှပ်ပြားကြဇပုံးကြီးအတွက် speed ရောက်ကြ။အဲ့လိုပုံလိုက်ကျင်းတာမြားတို့ဇပုံးကြီးအတွက်ဒီလိုဒီလိုဖြစ်လာတယ်ဆိုတော့ပြန်ထွက်လာတယ်။ဒီလိုမှမဟုတ်ဘူးဆိုတော့ဇပုံးကြီးကနိုင်ငံတော်ရှုပ်ွက်တယ်။အများကြီးပဲဇပုံးကြီးထပ်ပြီးတော့ဆွဲထားတယ်အခု။အလားနဲ့အဲမှာကြီးကိုအကြိုက်အောင်ပါမယ်အနေထားဖြစ်နေတယ်။ ဒါတော့သဘောကြီးကြောင့်ဒီနေ့တော့ကန်တော့ review လို့ကျွန်တော်တို့ပြောမှာစကိုင်းတိုင်းကန်တော့ mute ကန်တော့ရွာကြီးလို့ပြောလို့ရတာပါ mute နေတော့ပလဲ mute နေတယ်ပါပါတင်းထန်တဲ့တိုက်ပွဲဒီနေ့ဆိုရင်၅ရက်၄ရက်မြောက်နေ့ဖြစ်လာနေ့ရက်နေ့တွေကစတိုက်နေတာဖြစ်ပါတယ်ကန်တော့မှာ PLA အပါဝင်ဘူပေါင်းတက်တွေကတင်းပြင်းထန်ထန်တိုက်ခိုက်နေပါတယ်ကန်တော့ဟာမုံရွာရှင်းပါပြီပလဲကန့်ပေါ်နေရေးတဲ့ကြိုးပလဲမြိုင်လန်းကြောပေါ်မှာရှိတာပါတင်းကပြူဟာ အချက်ချကြတဲ့ဒေတာတခုဖြစ်ပါတယ်။ကံတော့သတင်းနဲ့ပတ်သက်ပြီးကျွန်တော်နောက်ဆုံးရသတင်းတွေကိုတောက်လျှောက်ပြောနေတာဖြစ်ပါတယ်။အရေးကြီးလို့ပါ။ကံတော့ ਨੇ ပတ်သက်ပြီးတော့မြေပြင်မှာတချို့ကြားနေရတဲ့သတင်းတွေရှိလို့တချို့ကလည်းအကောင်းမြင်နဲ့ကြားနေရတဲ့သတင်းတွေလည်းရှိပါတယ်။ကံတော့ yes ကံမှာပြူစောတိနဲ့စစ်တပ်အင်အားတရားဝင်းကျင်အောင်နေရာယူလာပေမဲ့မြေပြင်မှာတော့ဖက်စစ်တပ်အလူအလဲစစ်ရှုံးနေပါတယ်။ဒါပေမဲ့ဝေဟင်ကနေပြီးတော့ဇွန်လ3ရက်နေ့တရက်ထဲမှာဝိုင်တွဲလေရင်နဲ့ကံတော့ကို၈ချိန်ဒီကြောင်းတွေပုံကျဲပါတယ် အင်မတီနီတဝိုက်ကိုနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ပြီးဘုံအလုံးအရေအတွက်58လုံးတော့အသုံးပြုခဲ့တော့ခွေရပါတယ်ဇွန်က9ရက်နေ့မှာတော့ဂျက်တိုက်လေရင်နဲ့အင်မတီရွာအနီးကို၄ကြိမ်ကန်တော့ရွာအနောက်ဘက်မှာ၄ကြိမ်ပြက်ကတ်တိုက်ခိုက်ခဲ့ပါတယ်ဒီကနေ့ဇွန်လ6ရက်နေ့မှာတော့နာမခကပါရာမော်တာတွေတက်လာပြီးဘုံကျဲမှုတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကန်တောင်းကိုရောက်အောင်တင်ကြရပါလိမ့်မယ်ကန်တောင်းကိုရောက်အောင်တင်ကြတဲ့နေရာမှာဒီနေရာမှာပြလေပြည်သူ့လူမျိုးရေးတက်မတော့ အပအဝင်ပူပေါင်းတက်တွေရဲ့တေတက်လာရတဲ့တင်ငါဂျူဝါရီစွန့်လို့စွန့်စားဝင်နေထိတ်တွေစိတ်တွေစိတ်တွေနောက်တစ်ချက်ကအဲဘယ်လိုပြောမလဲမိကုံရန်ကုံရအောင်တင်းနေဆိုလေတော်ရင်စစ်ချက်တွေကိုမြင်ရပါတယ်ကျွန်တော်မှာ PL နဲ့အတူပြည်သူလက်ယုံတက်တော့ကျက်တဲ့နဲ့တက်မလို့အခြား အပီရက်တီနဲ့အမရိယောတိုင်ရင်တင်းဖြစ်တဲ့တက်တဲ့နဲ့တက်မလို့ကတော့ပါဝင်တိုက်ခိုက်ဖြတ်တောက်ရေးမှကူညီနေလို့သိရတယ်လို့အခြားသောတက်တွေကလည်းအင်မတီကထွက်လာမဲ့ပြူစောထီကိုပိတ်ညက်ကတ်တက်ထားတယ်လို့သိရပါတယ်အမရိယောတိုင်ရင်တက်ဖွဲ့တွေလည်းအချို့တက်တွေပါဝင်ကူညီနေလို့သိရပြီးအချို့တက်တွေတော့မသိချင်အောင်ဆောင်နေတယ်လို့သိရပါတယ်အမရိယောကတက်ရင်အမရိယောကတက်ရင်မဟုတ်ရင်တွဲမတက်ရဘူးဆိုတဲ့တချို့တက်တွေကလည်းတွေ့ရပါတယ်ကြားရပါတယ်အဲ့တော့ ပလဲတဲ့ရင်းမပင်ဟာ45မိနစ်လောက်ပဲစိုက်နေနေဆိုသွားတယ်ခကြီးပါရင်းမပင်ခရိုင်ထဲမှာတက်ပေါင်းများစွာရှိပါတယ်တရင်ပေါင်းများစွာရှိပါတယ်စာလင်းကြီးမှာလည်းတက်တွေအများကြီးရှိလို့ဂဏီမှာလည်းတက်တွေရှိတယ်ရင်းမပင်မှာလည်းရှိတယ်ပလဲမှာလည်းရှိတယ်ပလဲလိုမျိုးမျိုးကိုပြချောက်လိုက်လို့ရတယ်ဗျာဒါပေမဲ့ဟန်ချက်ကြီးအတူလက်တွဲတိုက်ပွဲဝင်မှုအားနေနေတာကြောင့်ဒီကနေ့မှာကန်တော့လို့စခန်းမျိုးကို၄ရက်၅ရက်လောက်တိုက်နေရတာကိုတွေ့ရပါတယ်အကယ်၍သာရင်းမပင်တွေကတက်တွေအတိအကျဟာ 昨天牛肉少，六百七十，没好卖。上月他们昨天也都不往上月卡。大家问那人干倒哈？哪一个来让比他强一点的？去年牛啊，现在啊，丽江比狗啊，路人将来牛比吗？可以想我想小米了，阿龙的比比几巴了。今朝老干么牛肉呢？了吧？比阿路边，啊，今年刚刚标了七毛的。大家没，起码比那他们家不一在一看，老了噶，而且。 လူဂျီမီနိုထံရောက်နေတဲ့ပတ်စံတွေ MOD ကပေးတဲ့ပတ်စံတွေတနက်တွေဟာဒီလိုအလုံးဝင်နေဖြစ်ပါတယ်ဒီလိုကလူရန်မှုတွေတော်လန်ကြီးတော်လန်ကြီးကိုလူတန်းတာဖြစ်ပါတယ်ပတ်စကိုချိန်မုန်းရင်လူတန်းတာဖြစ်ပါတယ် NUG ကိုလူတန်းတာမဟုတ်ပါဘူးမင်းအွန်လိုင်းလိုပဲမင်းအွန်လိုင်းတက်တဲ့အကောင့်တွေကိုကျွေးနေတာမင်းအွန်လိုင်းပတ်စံနဲ့မဟုတ်ပါဘူးတိုင်းပြည်လူလူရဲ့ပတ်စံပါဒါကြောင့်မို့မိမိဟာတရင်တပ်ဖွဲ့ဖြစ်ပြီးနေအလျောက်အမိတ်နာခံရမှာကိုနားလေပြီမဲ့ တချို့သောကိစ္စရက်တွေမှာမိမိနယ်မြေလွတ်မြောက်ရေးမိမိနယ်မြေကိုအပြည့်အဝဒိန်းချုံနိုင်ရေးအတွက်ညီညွတ်ရေးအတွေးခေါ်လက်နက်တပ်ဆင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအนุညွတ်မြစ်တာရက်ခံပြောကြပါစီကျွန်တော်တို့ဒီအนุကြီးအစိုးရအာဏာရဖို့စစ်တိုက်နေတာမဟုတ်ပါဘူးဖက်ဒရယ်ကိုမြေပြချေမုပ်ပြီးပြည်သူလူထုကိုကဲတင်ရန်တော်လန်တိုက်ပွဲဝင်တာဖြစ်ပါလေဒီအတွေးခေါ်မျိုးကိုခိုင်ခိုင်မာမာယုံကြည်ပေးဖို့လိုပါလေမိမိတို့နယ်မြေကတရင်တပ်ဖွဲ့အသီးသီးချိတ်ဆက်ဆောင်ရွက်မှု မိတို့နေမြေတွင်က LPG ဖက်များနဲ့အတူတကွ dry ရှင်ဆိုတဲ့အတူတကွပူပေါင်းဆောင်ရွက်မှုတွေများများလှုပ်လာနိုင်လေလေမိမိနေမြေကိုမိမိစုံမထားနိုင်လေလေလို့ဆိုတဲ့အခြေအနေကိုရရှိမှာမဟုတ်ခဲ့ရင်စစ်တပ်အကြိုက်ပဲပေါ့ဗျာစစ်တပ်အကြိုက်ပဲပေါ့သူကတိုက်နေရင်ငါကမတိုက်ဘူးသူလို့သူလို့ကွာငါမရှုပ်ငါလုံးမဟုတ်ဘူးသူလုံးနေတာဘာမှမဟုတ်ဘူးငါလုံးနေတာမှတော်လိုင်းရေးဆိုတဲ့အတွေးခေါ်မျိုးဟာစစ်တပ်ကိုအသာစီးရအောင်တွယ်ဝိုက်သောနီးနဲ့အကူအညီပြုနေတယ်လို့မျိုးဖြစ်တတ်ပါတယ် ရန်သူဟာစက်ကမလန့်လူဒီမီနိုကိုချိန်မုံရန်ကျွန်တော်တို့ကိုချိန်မုံရန်တော်လိုင်းရေးကိုချိန်မုံရန်စ조사နေကြပါတယ်သူရဲ့ဘုံရန်သူဟာတော်လိုင်းရေးဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းရေးသမားတော်လိုင်းရေးညီကိုတော်လိုင်းရေးရဲဘော်တွေမှာတော့ဒီဖွဲ့တိုက်ရင်ဒီဖွဲ့မတိုက်ဘူးဒီနယ်တိုက်ရင်ဟိုနယ်မတိုက်ဘူးအစရှိသည်ပုံစံမျိုးတွေနဲ့ညီညွတ်ရေးကိုမတိစောင့်နိုင်ပဲကြားလေသွေးလို့ဝေးကြရင်ဖြစ်ဖက်စစ်တပ်ကိုသွေးဝိုက်တော်နီးနဲ့အကူညီပေးနေတယ် 别多啊，这话里。大家看，我这股表演人这多年，如今，你们如果是干米股不比吧？起码为领导的别比谁去买。起码为那个伢到那一天嘛，都一公斤伢去买。但人家过来伢那几时的说，就是说，第几比大吧？起码为那个，人家过来这罗咪咪哈嘞，罗咪叫那七色上鱼铺的，都是伢比啊，喜欢。大家、si、看，新起码为开,開, day day 開我这些老老大家买，不论大家买，你你年年呢，大家。 ပလဲလိုမျိုးလေးကိုတော်လင်းတက်တွေဝိုင်းထားတဲ့ပလဲလိုမျိုးလေးကိုမတိုက်နိုင်ဘူးဆိုရင်ရင်းပါပင်ဒါရင်တိတ်ခါကြတယ်ပါဒါကြောင့်မို့ရင်းပါပင်ဆောလင်းကြီးကနီးပလဲဆိုတဲ့ညနေလေးခုနဲ့ရင်းပါပင်ခရိုင်ကြီးကတက်တွေဟာအတူစုပေါင်းတာညီညွတ်စွာနဲ့ပြည်သူလူထုဆန္ဒနဲ့အညီကန်တော့ကိုတင်ပြလိုက်ဆမ်းပါဗျာမိကုံရန်ကုန်တန်တော့ကိုတင်ပြီးဖက်စစ်တက်ကိုချိန်မုံကြလို့ ရင်းမပင်နယ်သားတွေနဲ့အညာတော်လည်းအေးသမားတွေကိုလေးလေးနက်နက်လူမျက်ကြော်ကပန်ချရင်းဒီညတော့လောက်ပါပဲအောင်ဂျေဇုတက်